စီဒီအာဖန်ကိုဝင်းရံအဖြစ်ပေးကြပါတော့ညီကောင်မောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာစာရေးသူဆရာမကြီးမြာနောင်ညိုရေးတာတော့ရင်ခွင်ဥတို့ပြန်ခဲ့သည်လို့အမည်ရတဲ့ဝတ္ထုကို အပိုင်းနှစ်အနေနဲ့ဆက်လက်၍ထပ် जा တင်ဆက်ပေးကြပါတယ်ခင်ဗျာရင်ခွင်ဥတို့ပြန်ခဲ့သည် အပိုင်းနှစ်တိန်အုပ်လက်ဆန့်ပေးလိုက်သောပန်းတွေကို မိန်းကလေးသည်ခတ်တွေတွေစိုက်ကြည့်နေသည်သူကလေးယူလိုက်မီအမှတ်နှင့်ပန်းတွေကိုရှေ့သို့ဒိုးပေးသည် သို့တော်သူကလေးသည်မမျှော်လင့်ပဲကြမ်းကြုတ်စွာပင်တိန်အုပ်ဤလက်တွေကို သူမ၏ပိန်လေးလေးလက်ကလေးတွေနှင့်တအားရိုက်ရှာလိုက်လေသည်ခရီးပန်းအားလုံးပင်မြေပြင်ပေါ်လွင့်စင်ပြန့်ကျဲသွားသည် ကောင်မလေးသည်တန်းတွေပေါ်ခပ်ပြင်းပြင်းနင်းဖိလျှောက်နေကဝင်းတကားစီလျှောက်သွားလေသည် ဝင်းဝါးမှခွေးတွေသည်ကောင်မလေးကိုတစ်ချက်နှစ်ချက်လှမ်းဟောင်ပြန်လေသည်ဟာခွေးဘလို့ဖြစ်နေတာတော့ចောင်းသားငယ်တယောက်ထွက်လာသည် နေပါလို့ငိုးနေတာလဲရင်မက်ပွင့်ကောင်မလေးကသူ့အမေးကိုအပြေမပေးပြီငါမနက်ကားမှနေအမေစီကပြန်လာတာနတ်ပြန်ငါ့ဘူပန်းကောက်ထားအောင်စော်ဝမ်းရော့တကြက်ကြိုယူထားလိုက်ဟိုပြောကျင်သောစကားကိုသာပြောကြ၏ရှင်းနှစ်ကိုနှစ်လောက်သာရှိသေးသောရောင်ပေစုနှင့်ចောင်းသားသည်ရွှတ်ခနဲနန်းချုံကလက်ခုံဖြင့်တုပ်ပြီးကြက်တံကိုလှမ်းယူလိုက်သည်နေနဲ့ကွာစီတနေ့စီကောက်ကြပေါ့ပတ်စံဝေယူကြလား ခါတိုင်းလိုပဲចောင်းချေထိုင်ကုန်နောက်ကမြောင်းနှုတ်ခမ်းမှလောက်ထားပြီကောင်မလေးကတိမ်အုပ်ကိုမျက်လုံးဝင်ကတွေ့လားဟူသောအကြည့်နဲ့ခက်တီတီကြည့်ပြီးနောက်ចောင်းဝင်းမှထွက်ခါလမ်းကိုဖြတ်ကူးသွားလေဘဲကကောင်မလေးလည်းကွာဇောဝမ်းရအတော်ရင့်တာပဲတမိုးအော့အတူနေရပြီမို့တိမ်အုပ်ဒီမူလားကရောက်နေနေတော့ကွာစီတို့ဇောဝမ်းတို့နေလေအတူတကွာဆုံးပွဲတိမ်ရင်စေကြောရင်အထိုင်လျောက်ရင်းနေနေပြီ မပွင့်လားကျောင်းအမကြီးဒေါ်တန်းနဲ့ရဲ့မြေးပြနေသားကျောင်းတိုင်ကြီးကိုလှူတာဒီရှမ်းမြေတီတကူကျောင်းထက်ဆယ်စားထက်တာလေကိုကြီးမြို့တက်မှာတူပြီးရင်ပြီးရောတဲ့ဟိုအခြေကအိမ်မဲမဲကြီးမှနေတာဆရာတိန်အုပ်ဒီမပွင့်ဤအဖွာဩဇာရှိပုံမှာတာယာကုန်းနိုင်သူ့အဖွာဒေါ်ရွှေမိဩဇာတိတ်ကမှကြီးခဲ့တယ်လို့ရှိမှာပဲဟုမှန်းဆကြည့်မိသည်မျက်စောင်းထိုးမှရေနံဝနေသောနှစ်ထပ်အိမ်မဲမဲကြီးကိုလည်း အတော်ကျဲဝန်းတာပဲဟုသဘောကျစွာငေးကြည့်မိသည်မတ်ပွင့်ဟုတ်လားကျုပ်ကမတ်ပွင့်ပဲခေါ်တယ်ကျုပ်ထက်အသက်ကြီးတာကိုကွာစီတို့ကတော့ပွင့်ဝေးလို့ခေါ်တယ်သူကအမြဲပန်းဝယ်သလားဟုတ်ပါဗောကျုပ်ဒီเจ้าရောက်ခရဲကတော့အမြဲဝယ်တာပဲအင်ဖက်နဲ့ထုတ်ပြီးဟိုရှိခုံတန်းရှေးထောင်းနောက်မှာထားပေးရတယ်ဇောဝန်းကအเจ้าမနေပြီမိတွေပြောဆိုဆုံးမပြေမရပါဘူးဟုဆိုကား ဖခင်ကမကောင်းကြောင်းပို့ထားခြင်းဖြစ်သည် မပွင့်မှာအဖေမရှိဘူးသူ့အမေကနားယောက်ျားယူထားတယ်သူလည်းအမေနဲ့မနေရဘူးပေါ့အဖွားကခေါ်ထားတာတိန်အုပ်ဒီနောက်အိမ်တော်မပြုတ်တော့ဖခင်ကို တတိတရာကျေးဇူးတင်လိုက်မိအခန်းနှင့်ပွင့်သည်ရှားတို့ချမ်းမြေကိုဂုံနေအိတ်ဆုခောက်ချိုးနေဖိတရင် တိုင်ကက်နာရီအောက်ရှိဘီရိုမဲကြီးရှိသို့ရောက်လာပြန်သည်ဘီရိုကြီးဤတကယ်ရွက်တစ်ဖက်တွင် အပြည့်တက်ထားသောမှန်သည် လူကြီးတရက်စာမင်မက မြင်ပါသည်မှန်ရှိရောက်တိုင်းပွင့်မကြည့်ပဲမနေနိုင် ကြည့်ပြည့်အောင်ကြည့်မည်ပွင့်ကဂုံဒီအိတ်ဆုပ်ဖက်ကိုအตาချထားကခါးကိုမတ်လိုက်သည်မှန်ထဲမှပေါ်နေသောသူမကြီးမျက်နှာကိုကြည့်ပြီးကြောင်းရံပုံကိုအတွက်ပြတော့သုံးကားပေါင်းရုပ်ရှင်တွေကခင်တန်းနုလိုမျက်လုံးထောင်းကပ်ကပြုံးပြသည်ပွင့်ကခါးကလေးတစ်ဖက်ထောက်လိုက်ပြန်သည်ဆွာလန်းလန်းမျက်နှာပေးနှင့် ်မေကလေးထိုးဆက်ပြီးအမူအရာလုပ်ပြန်သည်ရင်းသွလျင်မှန်ရှိမှပြုံးလိုက်မဲ့လိုက်ညီညာဖွေးလက်သောသွားကလေးတွေမတိမတာပေါ့အောင်နှုတ်ခမ်းကလေးမပွင့်တပွင့်ဟပြီးမျက်တောင်များကိုဆင်းလိုက်နေမှန်ထဲမှာတစဉ်ဖျားကန်းထဲမှာခင်လေးမှုဤမျက်နှာကိုလှမ်းမြင်ရတော့မှပွင့်အမူအရာလုပ်ခြင်းကိုအချိန်တက်ခါရက်တန်လိုက်ရသည်ခင်လေးမှုသည်လည်းဖျားကန်းမှာ ဖုံတော့ကြမ်းတိုင်နေခြင်းဖြစ်သည် ။သူမကပွင့်ထက်အတန်အနှဲငယ်ပိုကြီးကအပြိုပေါက်ကလေးဖြစ်နေပြီ။အလောက်ကိုင်းနဲ့ပိုးပြီးစနစ်ကျထေရှားသည်။ထို့ကြောင့်ပင် အဖွားဒေါ်တာနှစ်ကအလောက်လောက်ချာရှိလျင်ပိုးပြီးအေးပသောနေရာမှာခိုင်းလေရှိသည်။ခင်လေးမှုသည်ပွင့်ကိုကဲ့ရဲ့နှိမ့်ချသော မျက်လုံးများနှင့်စူးစူးဆိုင်ဆိုင်ကြည့်နေရမှမျက်လွှာချလိုက်သည်။ပြီးတော့ဖျားကန်းတကားဝစီမှဖျားစဉ်ရှိဘက်သို့ပြန်လှည့်သွားလေ၏အမှန်တော့ပွင့်ရှက်သွားသည် မှန်ချင်းမှာပွင့်အမူအရာလုပ်နေတာကိုခင်လေးမူတီ၎င်း။သူမ၏မိခင်မလဆိုင်တီ၎င်း။မကြာခဏတွင်မြဲပင်အထုသဖြင့်အတော်မလဆိုင်တွေ့လျင်နှောက်ခမ်းသူကြီးကိုမဲ့ရွက်ထော်လန်ကစက်ခနဲမျက်နှာလွှဲသွားတတ်သည်။မိဘကြောင့်ထဲမှာစပတ်လုံးကောက်ရင်ဟင်းရွက်တင်ရင်စုံကြလျင်တော့ခင်လေးမူကိုဆုံးမတယ်လို့လို့နဲ့အလှမလွန်းလျင်ဘဝပြတ်တတ်တဲ့အေးကြက်တန်းရောက်သွားမယ်ဘာမှတလဲဘာညာစောင့်ချိတ်တတ်သည်။ အဖွားဒေါ်သားနှင်းနဲ့လည်းပတ်ပင်းမှာတိုးတက်သေးသည်သို့တော်မျက်စိတစ်ဖက်မမြင်တစ်ဖက်လည်းခွဲစိတ်ကုသထားရသောအဖွားသည်မှန်ရှိမှပွင့်ဘာလုံးနေသည်ဆိုတာကိုမှန်းဆနိုင်ုံမျှသာရှိလေ၏အတော်မလားစိန်တို့ကလည်းပွင့်လောက်တာခိုင်းတာအထာမကြဘူးထင်မှတ်စေကမူဒေါ်သန်းနှစ်ကိုတော့အတို့ထောင်လုပ်ပြီးမတိုင်ကုန်ဒေါ်သန်းနှစ်ဤအမရင်မှမွေးဖွားထားသောတူမအရင်ခောက်ခောက်လေးဖြင့် ဒေါ်သန်းနီဤစီးပွားရေးလုပ်ငန်းတွေမှာလည်းများစွာအထောက်အကူပြုနိုင်သည့်တိုင်စာဝတ်နေရေးလုံခြုံရေးမှာအပါလူယုံနေရာမှာတော့မထားသေးဒေါ်သန်းနစ်သည် မျက်စိမှုံွားစေကမူနားကိုဆွင့်ကအုံနောက်ကိုလှော်၍တုံတက်သည်ခင်မောသက်ထားခဲ့သောအမွေနှင့်ပစ္စည်းတွေကိုတရွေးသားမှမလျော့ပါတော့အောင်လေအိမ်ထဲမှစီမံခန့်ခွဲတတ်ပေသည်ဒေါ်လာစိန်သည်ရှေးတမ်းမမီအောင်ဖွင့်နေကသူမ၏သမီးထံလျှောက်လာသည် ကြမ်းတိုက်နေသောအပွင့်မညူစုသည်ရန်ခမ်းမကြီးအလယ်မှမဖြတ်ပဲဘေးမှကပ်ပြီးရှောက်သည်နေအဖွားအတွက်မောင်ရင်ကပြင်ထားခဲ့တဲ့ခင်လေးမူဖျားချီကိုအမြတမ်းဝေပြီးပြီဆိုတာနဲ့အရင်အောက်တက်ဆင်းနေပြီးနှွေးထားတဲ့ဟင်းရီကိုခတ်ပေးလိုက်မလားစိန်သည်တဏ္ဍကားပဲကြရိုက်ထားကဈေးသွားဖို့အသင်ဖြစ်နေပေပြီမျိုးသစ်တစ်စည်းလုံးမှခေါင်းရွက်ပြတ်ထိုးဈေးတဲ့တွေကိုနေပြတ်ထိုးရှင်းကားကညနေတိုင်းဈေးသိမ်းချိန်တွင် ်အတူရင်လိုက်ကောက်တိမ်မြဲပင်ဖြစ်သည်ဈေးကွဲချိန်တွင်အိမ်ပြန်လာပြီးမိဖို့ကြောင့်လည်းဝင်ဖို့လဲမလဆိုင်ဤတာဝန်ပဲဖြစ်၏အိမ်တော်ပြတ်တစ်ခုလက်ဖြစ်နေကစားဒေါ်တန်းနှင်းဤအရေးကိုခေလုံရတော့မလဆိုင်ကလူအများကလေးလေးခန့်ခန့်ဆက်ဆံခြင်းခံရသူဖြစ်လေ၏အရင်ပေါ်တတ်မှာလှဲခြင်းကြမ်းတိုက်ပြီးသည်နှင့်အောက်ထက်သို့ဆင်းပြီးဖုံတုပ်တပြက်စီလှဲရပြန်သည်ပြီးလျင်တော့ပွင့်မိဖို့ကြောင့်လည်းဝင်ကထမင်းချန်စားယုံတာဖြစ်သည် ်ပွင့်သည့်အေးဆက်သောထမင်းချောင်းကိုမပြည့်ရချိုဆမ်းပြီးစားရသည်မှာလဲပင်နေနေသည်အတော်မလဆိုင် စားအိုးနောက်မှာဖွက်ထားသောပစွန်ကြောင်ပလင်းကိုနှာယူကလေးငါလျှောက်ကောင်ထမင်းပေါ်ဖြူ၏ပြီးတော့အိမ်မှာလှော်၍ထောင်းထားသောငရုတိမုံကိုဘသူမှမရှိခိုင်းမြမကြီးလောင်းချလိုက်သည် ပွင့်အာရပါရနေဖက်ဆဲမှာပင်ခင်လေးမှုသည်မိဘကြောင့်နေသောအလွန်အေးပါအရာရောက်သူတယောက်ပါမှာမျက်နှာသာတီတီနှင်းဝဲလာသည် မိသွေးငွေ့ငွေ့နဲ့တဲထားသော မုံဟင်းရီကိုဟင်းညော့ပကံလုံးနဲ့လောင်းမြက်နေသောခင်းလေးမှုသည်ပွင့်ဤငရုတ်သီးရဲရဲနေသောထမင်းပကံကိုမျက်လုံးဆွေကြည့်သည်ပွင့်က တမင်တကာပါဇက်မှပြက်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 မြည်အောင်အယတာခံစားပြသည်ပွင့်အမြင်တွင်ခင်းလေးမှုတို့သားမိသည်အဖွားစီကဲ့ရက်နေထိုင်စားတော့ရသူထို့ကြောင့်သူတို့သားမိကို ပွင့်အေးမဆိုင်လာသည်ပွင့်တီတာဒေါ်တန်းနှစ်ဤမြည်အရင်ဒီအိမ်ကိုအမွေခံထိုက်သူ ီးတော့လေခင်းလေးမူကခွန်တန်းနဲ့ရည်စားထားသည်ဟုပြည့်ချက်ကြီးနှင့်ကြောင်းနှုတ်ခန္ဓာရသူဖြစ်သည်။မယုတ်သီးမုတ်ပလင်းကိုအဖုံးလောင်အောင်ပိတ်ခဲ့အောင်ညှော်ခံပြီးလှော်ထားထောင်းထားရတာအနံ့ပြဲကုန်မယ်။ဘသူကလောင်အောင်မပိတ်လို့လေအဖုံးပဲတော့လောင်အောင်ပြန်ပိတ်မှာပေါ့ဟဲ့။ခင်းလေးမူသည်မျက်စောင်းတစ်ချက်စောင့်ပြစ်လိုက်ပြီ။ဟင်ကားရဲ့ပကံကိုကင်ကအိမ်ရှိထွက်သွားသည်။စားတော့ပြီးသည်နဲ့ပကံကိုကြပြကတိဆေးက ေးဖို့ကြောင့်မှထွက်ခဲ့သည်ရေချိုးကန်းထဲရှိဆင်းအိုးတဲ့သို့ပွင့်ရေတွင်းမှရေဆွဲထည့်ပြီးဖြည့်ရအောင်မည်ပြီးတော့ရေတွင်းမှအဖွားဤအဝတ်တွေနဲ့ပွင့်ဤအဝတ်တွေကိုစုပေါင်းရချော်ဖို့ရအောင်မည်ခင်းနေမှုကသူတို့သားမိအဝတ်သာချော်ရတာညတန်ကြအားလုံးစုပေါင်းပြီးမိဘူးတိုက်ရသည် ပွင့်ကတော့သူမဤအဝတ်ကိုမထည့်ပေခင်းနေမှုမီးကျွမ်းပြက်မှာ ဆိုသည်ခင်လေးမှုပီးစီမှာမီးကျွင်းနဲ့ပွင့်ဆက်တိုက်ရမည်ဖြစ်သည် ညစာချက်ပြီးချိန်နဲ့မီးဘူးဆက်တိုက်လျင်အချိန်အလောတော်ပင်ပွင့်ရဖွားကဆင်းအိုးကိုကျင်းပြစ်လိုက်အောင်နဲ့ပိုးလောင်လန်းတွေ့တို့တဲ့ပွင့်ရေတွင်းမှရင်ငင်ကဟိုဘက်ဒီဘက်နှစ်ပုံဆွဲလာသည်ခင်လေးမူကရေချိုးကန်းဝါးမှစီပြောသည်ပွင့်ကမျက်စောင်းချိတ်ကတစုံတရာမှပြန်မပြောအာလုံးရှိုးဖို့ရေပြည့်ရတွေကို ပွင့်တိတ်ကျင်တတ်နေတာမဟုတ်သို့တော်မိဖို့ကြောင့်လည်းတို့ခင်လေးမူဖြစ်ယုံတာမှာက အဖွားဤရွက်လပန်းအိုးတွေကိုလည်းရေလောင်းရသေးသည်မို့ပွင့်ထက်ပေါ်ပြီးတက်တာသည်မဆိုနိုင်ပေပွင့်သည်ရေဖြစ်ပြီးတော့မှအပေါ်တက်တက်ခါတပတ်ယူသည်ဟဲ့မိမကျမ်းပြိုတော့မယ်ဖွားနေအဖွားဖြစ်သူအပေါ်ထက်ပြန်ရောက်နေကြောင်းမသိလိုက်တော့ပွင့်သည်တတိလက်လို့ရှက်တိုက်ရှောင်းမိသည့်ရှည်လန်းတွေကိုရှက်ချင်းပြုတ်ပြင်လိုက်ရလေ၏ဒေါ်တန်နှင့်မှညိုညိုပိမ့်ပိမ့်စပင်းဖြူကုန်းတီလုံးခန့်ကိုဆင်းသွဲပြီးနှင့်ရက်ပတ်ထား၏ သူမ၏ပါပါကကနေရွက်များသည်တဖက်သားကိုအကင်းပါစွာလေလာနားဆိုင်နေတတ်လေ။ပွင့်ရေချိုးပြီးရေချိုးကမ်းမှပြန်အထွက်မှရှေတောက်ကိုရေစင်အောင်အဝဲဆုပ်မှဒေချာတုပ်ခဲရသည်သည်။လေကတဲ့မှရှေရထင်တာတော့အဖွားကကြိုက်တာမဟုတ်။မှုံသောမျက်စိတွေက ရှေရမမြင်တော့လေ။ပါသောအေးပြားကရေဆူဆွလျင်ရှက်ရှင်းတည်တတ်သည်။ခင်လေးမှုအပေါ်တက်ပြန်တက်မလာသေးတဲ့ဖြင့်အဖွားနဲ့မဆုံးပဲလොမြောက်လာနိုင်ပြီးသည့်နောက် ွင့်သည်စိတ်အေးလက်အေးအခန်းထဲပြန်ရောက်လာသည်အပေါ်တက်မှာအဖွားကတခန်းခင်လေးမှုတို့သားမီးကတခန်းအိတ်ခါပွင့်ကတခန်းအိတ်ရသည်ညတိုင်းဆိုလေကားရင်းမှာတခန်းလေကားထိပ်မှာတခန်းတကားတွေဂလန့်ချမင်းတုပ်ထိုးရသည် အဖိုးရှိစဉ်ကတော့အောက်တက်မှာအိမ်ပေါ်တွင်ညအိတ်ကြုံတာမကရှန်ထဲမှာပင်ဒလဝံရှိခဲ့ဘူးသည်ဟုအတော်မလဆိုင်ကပြောပြဘူးသည်ပွင့်သည်အိမ်နောက်ဘေးဝန္ဒနာရှိ မှန်ကုန်ပူကလေးရှိတွင်တနကားထိုင်သွေးသည် အပြင်မှမမြင်သာအောင်အဖွားက၎င်းနေရာမှရင်းလိုက်ရှာထားစေလေသည်တနကားတွင်ရင်တထောင်ကမ်းမြင့်သောမှန်ထဲတွင်မြင်ရသည့်သူမအရေးကိုပွင့်က မျက်စိမှိတ်ပြလာ၏ပွင့်သည်တော်တော်အသက်ငယ်စဉ်ကကြီးလာလျင်မယ်သီလာချင်းဝင့်မည်ဟုပြောတတ်သည်ဆို၏အဲ့ဒီနှစ်တော့အငိမ့်ဇပွဲတွေကိုမှန်မောကအငိမ့်မင်းသမီးလုံမည်စိတ်ကူးရင်သည် ယခုအခါမှာတော့ပွင့်ကရုပ်ရှင်မင်းသမီးတာလှုပ်ရှင်သည်ခင်လေးမူအเจ้าမထွက်ရခင်ကပြောတတ်တယ်လို့တော့เจ้าဆရာမလှုပ်ဖို့ပွင့်စိမ်မကူနေတိုင်းเจ้าစိမ့်ထမိန်ဝက်ခါเจ้าတို့သာတွားနေရသောဘဝကို တွေးကြည့်ုံနဲ့ပွင့်ပြင်းရင်ညီငွေလှသည်တဏ္ဍကားဘကွက်เจ้าကိုတေချာသွားဘီးကျဲနဲ့ရှိသည်နှုတ်ခမ်းမှတဏ္ဍကားတွေကိုအတာပုတ်ပြီးဖြတ်သည်နှုတ်ခမ်းဤအင်မတန်ကြိုက်တော်လဲမဆိုးရဲအိမ်မမထွက်ခင်အဖွားတွေ့လျင် လက်စစ်စာကျွေးနိုင်ကအပွားမမိပြန်လျင်ကြောင်းရောက်လျင်ဆရာဆရာမတွေကဖိအားပေးအုံးမီပွင့်သည်မှန်သည်တို့ကြေကွဲဝန်းနဲ့စွာငေးကြည့်သည်အဆွေးပိုင်သောမင်းသမီးဆိုလျင်နာမည်ပေါ်ပြီးကြီးနိုင်သည်ဟုစိတ်ကူးနှင့်ယူလေသည်ပွင့်သည်အခန်းထဲသို့ပြန်ဝင်ကကျောင်းအင်းကြီးအဖြူနှင့်ထမိန်စင်းကိုဝတ်ဆင်သည်ပြီးတော့အလဲဆောင်နှဲသွားကဗီဒိုမဲကြီးမှမှန်မှတကိုယ်လုံးကိုလှက်ပတ်၍ကြည့်ရှုပြန်သည် အခုချိန်အထိအပြိုးပေါ်မဝင်သေးတာကိုအားမလို့အာမေယာဖြစ်မိသည်ခင်လေးမူဆိုလျင်၁၂နှစ်တမီမှာအပြိုးဖြစ်သည်ပွင့်ကတော့သေးညက်တာမို့ဒီအရွယ်တောင်မှ အပြိုးပေါ်ဝင်မမလားဟုစိုးရိမ်နေသေးသည်မှန်ကြည့်လို့မပြီးနိုင်တော့ဘူးလားမတ်ရွှေသားမှန်ရှိမှထမိန်ဝဲလို့မပြီးနိုင်တော့ပွင့်သည် အဖွားဤအင်းဆက်မှာကြောသောအတန်ကိုဖျားကမ်းမှ ကြားလိုက်ရလျင်တရှိတဲ့ကြောစိမ့်သွားသည် အိမ်ခန်းနဲ့အမြန်ပြဝင်ကားဇပွဲပေါ်မှလွယ်အိတ်ကိုကောက်ယူသည်။ဘဲချင်းကလေးကဖျားကန်းနဲ့ရောက်နေပြန်ပါလိမ့်ဟုပွင့်မစင်စားတဲ့။အဖွားသည်အင်မတန်ရှည်တန်လုံးပေသည်။ပွင့်အိမ်ထဲမှ အထွက်တွင်ဈေးမှပြန်လာသောအတော်မလဆိုင်နှင့်ဆုံသည်။ကျင်းချင်းဝိုင်းကိုတထောင်နှင့်ချိန်ဆွဲထားရင်လက်တစ်ဖက်ကခါးကြားဘော်ဒီအိတ်ကို၌လာသော မလဆိုင်သည်။ခင်ဟောင်းကအနုမြူနိုင်လုံးလက်ပြတ်နှင့်ပါတိတ်ထမိန်ငါးဖက်ဖက်ကိုဝှက်ထား၏။ မလားစိန်လက်ထဲပါလာတော့ရွှေချိုးကြီးကိုမြင်လိုက်ရင်ပွင့်မျက်လုံးတွေဝိုင်းလက်သွားသည်ဟဲအုံးစံချိုးကြီးတော့ကုံချောက်ဆိုင်ကလေ900နဲ့ပေါင်းခြင်းနဲ့ညီအဖွားက400တောင်ပေးပါမလားပဲမလားစိန်ကရွှေချိုးကြီးကိုလက်နဲ့စကာစကာအိမ်ထဲဝင်သွားသည်ပွင့်သည်လဲဘေးမှရွှေချိုးကိုငုံဆန်းရင်တေးမြင့်လွန်သည်ဟုမနစ်သက်တော့ပဲဖြစ်လာ၏အမေထံကစာမလာတာကြားပြီးမှလည်းစိတ်ပြက်ဝမ်းနေလာသည် သို့တော်ရှာဝင်းထဲမှထွက်တည်နေပွင့်သည့်အမေကို မေးလျော့ကဘဝင်လေခတ်လျက်ပေါက်ဆက်ဆက်ကလေးချောက်သွားသည်။ကြောင်းသွားပြီလားဟေးပွင့်။ပွင့်မနက်တိုင်းလှမ်းခော့ပြီးငါးချက်သားဝဲနေကြပဲပြုတ်တဲ့ကြီးနဲ့လမ်းကြားထဲတွင်ဆုံသည်။ပွင့်သည်ရှမ်းမြစ်တဲကူကြောင်းဘက်သို့လေဆက်မြှောက်ခြင်းရင်းမှပဲပြုတ်တဲ့ကြီးရှိတွင်မလွဲမချောင်သာရပ်တန်းလာရလေသည်။ပဲပြုတ်တဲ့ကြီးသည်ကုန်းသတွေးဖြင့်ရဲတောက်နေသောနှုတ်ခမ်းသူကြီးကိုဖြီးကာပြုံးသည်။ ခေါင်းပေါ်တွင်ပဲပြုတ်တောင်းရွက်ထားပြီးလက်ထဲတွင် ရှံပေါင်းတစည်းမပြည့်ရိုးတထုတ်ကင်ထားသည် ကောင်းမရေငါဟင်းရွက်စီကလေးတအောင်ကင်ပေးစားမအောင်ထမိန်ကျွတ်နေလို့ဟဲ့ပွင့်ကမျက်တောင်အတန်ငယ်ဆင်းကမျက်နှာသားတည်တည်နဲ့ကြည့်သည်ဆယ်တန်းမှပွင့်ကြည့်၍လှပသောအမကြီးတယောက်ဤဟန်ပန်ကို အတုခိုးထားခြင်းဖြစ်သည်ရောပါအေးတအောင်ကလေးပါအဲ့ဒါငါပြည့်ရိုးထုတ်ကြည့်မလားအတော်ရဲ့ပွင့်ရဲ့လက်တွေနန်းကုန်ပါဗော့ လမ်းနဲ့မထီအောင်ငပိတုတ်ကိုရှင်မောင်စည်းပေါ်တင်ပေးပါမယ်ဟဲ့။ပွင့်တည်စိတ်မချေစွာဖြင့်အတော်ကြီးကံပေးသောအထုပ်များကိုလက်ဖျားကလေးနဲ့မထီတထီသာကင်ပေးသည်။ပဲပြုတ်တဲ့အတော်ကြီးကအရောတဝင်းခိုင်းလာပြူလာလောက်တာကိုပွင့်နေနေမှမကြိုက်။အတော်ကြီးသည်စိတ်တထင်ထင်နဲ့ထမိန်ကိုကြပြကတိဝတ်သည်။ပေးပေးရပြီ။ဟဲ့တောက်ပလုတ်တို့အတော်ကြီးလက်လှမ်းအကမ်းမှာပွင့်ကအမြန်လှုပ်လွန်းသွားသည့်အတွေ့ငပိတုတ်သည်ဘယ်ဘက်မှလှမ်းမမီပဲ လျှော၍လွတ်ကြသွား၏အတော်ကြီးအမေရဖမ်းယူဖို့အားထုတ်နိုင်တော်လေဟန်ချက်ပြက်ခါလူရင်းထိုးပြီးခေါင်းပေါ်မှပဲပြုတ်တောင်းသည်မြေပေါ်ပုတ်ကနေတစောင်းလဲကြသွားလေ၏ဘလို့ဖြစ်နေတာလဲအတော်နောက်ပါမှကြီးကဝင်စားခတ်အောအောယောက်ျားကလေးအတန်ကို ကြားလိုက်ရသည်ဒါဟာတိမ့်အုပ်အတန်ဖြစ်ကြောင်းပွင့်သိသည် ပွင့်ကိုခရီးပန်းမရောက်ကျင်သောဖုန်ကြီးကြောင်းသားတိမ့်အုပ်သည်ယခုပွင့်နှင့်အတန်းတူတခန်းထဲရောက်နေသည် တဖန်ကြောင်းပွင့်ပြီးပထမအဆန်းမစစ်ခင်ပါပဲတိန်အုပ်သည်စာတော်သူတယောက်ဖြစ်ကြောင်းသိတာလာခဲ့သည်တောသားပါမို့ပွင့်ကနှိမ်ကျင်တော်လဲသူ့ကိုဆရာဆရာမတွေကအေးသေးတော့အခါပွင့်မှာအောင်သက်သက်ဖြစ်ရလေသူသည်တောင်းကိုပြန်ောက်ကပြန်ကျဲသွားသောချိန်ဝင်တွေဘန်းတွေကိုနေသားကြထားပြီးအတော်ကြီးဤခေါင်းပေါ်ပြန်တင်ပေး၏ဟိုမင်းကလေးကငပိပေမှာဆိုးလို့တဲ့တော့မထစ်တထစ်လုံနေတော့ကတောင်းကနေဖြစ်ကုန်တော့တာဗော။ အတော်ကြီးကတိမ့်အုပ်ကိုနေရာထားကတိုင်တန်းနေပွင့်ကတော့ဆက်ကော့လက်ကော့ကလေးပင်ဆက်ချောက်လာခဲ့သည်လေးငါးဆယ်လမ်းရတော့မှအိမ်တွက်တင်ချာတွေမပြီးသေးတာကိုတတိယကရှေးလမ်းတန့်သွား၏နင်းကြောင့်အတော်ကြီးရဲ့တောင်းနှုတ်ခမ်းအကုတ်ပြုတ်ထွက်သွားပြီဟာအားလည်းမနာဘူးပွင့်ဒီလက်ချောင်းကလေးများကို တိမ့်အုပ်ဤနှာခေါင်းအနီသို့မထီတထီရှေ့တိုးပြ၏တဏခါနန်းနှင့်အတူငပိနှံ့ရောပါလာ၏တိမ့်အုပ်နှာခေါင်းရှုံကမျက်နာဆက်ခနဲလွှဲဖယ်လိုက်သည် သိပြီလားဟမ်ကြောင်းသွားနေတဲ့သူကိုငပိတုတ်ကန်ခိုင်းတာမသိတတ်တာလေတိန်အုပ်ဆက်မပြောတော့ပဲသူ့ဘာသာသူရှေးလန်းကျင်းနဲ့ဆက်လျှောက်သည်ပွင့်အပြေးကလေးလိုက်သွားရင်မျက်နှာကိုတကာဆန်းတယ်လို့ရှိုးပြုံးပြုံးလိုက်သည်နင့်တေချာစာအုပ်ခဏငားပါလားတိန်အုပ်ပွင့်ဤအတန်ဒီလဲပွင့်ဤစိတ်တိုင်းကြရှိုးဤပြောပြောင်းသည်တိန်အုပ်ဒီသူ့ကိုအယောတဝင်နေလိုက်မတီချိုးချုံပြူလိုက်နဲ့ လိုလျင်လိုသလိုမလိုလျင်မလိုသလိုဆက်ဆံတတ်သောပွင့်ကိုမုံတိလာသည်မဟုတ်တော့လေခက်ရှင်ရှင်တော့ရှိဘာလို့မလို့လဲကုမလို့လေဘဏပုတ်ကုမှလဲပွင့်သည်တိုင်းအုပ်ထံမှတင်ရှားကုရဖို့အရေးကြီးနေတော့ကြောင့်သူ့ရှည်လာကိုမိအောင်ဆွလိုက်သည်ပြေးပါဟာငါကုပြီးရင်နေစာအုပ်ပါထပ်ပေးမယ်လေဘဏပုတ်ကုမှလဲတော့မင်းနေတယ်လေပွင့်နှောက်ခမ်းဆိုသည် ဖုန်ကြီးကျောင်းမှနေတာတောင်လေကျော်မှသည်ဟုကဲ့ရဲ့ပြစ်တင်သည်သို့တော်စာကူးခြင်းလျင်တော့ပွင့်အချော်ပေးရပေမည်အတန်းထဲမှာတင်တာကိုဂယုတက်ဆိုင်နားထောင်ပါလားကွာစိတ်ထိုင်စားကာတော့ခိုးဖက်နေတာနဲ့ပြီးနေတာပဲတိန်အုပ်ကသူ့လွဲ့ထဲမှာတင်ချာစာအုပ်ကိုတွတ်တွတ်တူထုတ်ပေးသည်ရိုးရိုးတေးတေးကိုင်းဟအရင်တခါနင်းစီစီဆုံးပြစ်တာငါအဖုံးလဲထားရတယ်ပွင့်က ဖြစ်တတ်ဟုမကြတကြရရော့ခါစာအုပ်ကိုဆက်ခနဲလှမ်းယူသည်မှင်စာမတိန်အုပ်သည်အသာစီးရာတော့ခက်ကြောကြောပြော့ပြစ်လိုက်သည်ပွင့်ကအာရပါရရှာထုတ်ပြလိုက်လေသည်တိန်အုပ်သည်ရှေ့မှယောက်ျားလေးအုံနောက်သို့အမေလိုက်သွားတော့သည်ပွင့်ကလည်းလိုဘပြစ်သွားတော့ပြီးမှအေးအေးဆေးဆေးဟိုငေးဒီငေးသာလျှောက်လာခဲ့လေတော့သည်ဘာမှမဝယ်တော့ဘူးလားပွင့်စတိလက်ကောက်ကလေးတွေတိတ်လာတာပဲအေးဝင်ကြည့်သားမအောင် ဒေါ်မမင်းကအလှပစ္စည်းဗီဒီယိုထဲမှထုတ်ပြတော့လက်ကောက်ပြောကလေးများသည်ပွင့်ကိုဆိုင်ထဲသို့ဆွဲဆောင်ခေါ်ယူသွားလေ၏သူများကိုဆက်ချစ်ချက်ရောင်းတာညီလိုချင်းတစ်ချက်ချော့ပေးသွားဒေါ်မမင်းကဗီဒီယိုပေါ်တွင်လက်ကောက်ကလေးတွေကိုတစ်ခုချင်းဖြန့်ပြပြီးပွင့်ရွေးချယ်မှာကိုဆောင်ဆိုင်နေ၏ပွင့်သည် လွယ်ရည်ထဲမှကွန်မဘူးကိုထုတ်ယူသည်ကွန်မဘူးအဖွင့်တွင်ဒေါ်မမင်းကလှမ်းမျောကဲကြည့်သည်ဘူးတော့တွင်ကြက်တံအသေးကလေးတစ်ချက်သာ လေးတောင်ကျိုးခောက်ချိုးကလေးတွေ့ရတဲ့ဖြင့်ဒေါမတ်မြင့်မှန်းချက်မကိုက်ဖြစ်သွား၏ဒါညီစုဘူးဖောက်တာလားကွန်မာဘူးထဲမှာရွှေရောင်တက်ခတ်များချန်ရံတော့တန်းပွင့်ပြာရင်တို့ကလေးကိုထုတ်ယူကကျောင်းအင်းကြီးရင်ဘတ်မှာထိုးကပ်နေသော ပွင့်ဤလက်ညိုးကိုအချွန်ထိုးမိက တွေးဆိုလာသည်ဒေါမတ်မြင့်ကြီးကလည်းကို့ဘာသာဈေးရောက်မှရောက်မော့မဆိုင်နာတွေလျှောက်ပြောနေတယ်ပွင့်ကရှာကနေလှက်ထွက်ခဲ့သည် ကျက်တဲ့ကြံရိတ်ခဲ့သောဓမ္မမင်းကတောင်းအကြာပေါ်ထွက်လာသောမတဲမကွဲကြားရသောစကားလုံးတွေသည်ပွင့်ကိုမြေတားဖို့ဆဲရဲခြင်းသာဖြစ်လိမ့်မည်ဟုပွင့်သိနေသောကြောင့်နားလည်အောင်ကြိုးစားမနေတော့။ကျောင်းဖွင့်ကဏ္ဍကအမေထာမငွေ90နဲ့စာတဆောင်ရလိုက်ပြီးကလေးကအဆက်တွေပြတ်တောက်နေတာကြောင့်ပွင့်တနှုံနှုံဝမ်းနေနေသည်။ခါတိုင်းအမေပေးဖို့သော မုတ်ဖုံးငွေကိုပွင့်ဖဲခါမှမှ မုတ်ဝယ်မစား။ ခရီးပန်းဝယ်သည်ကြံတာကတော့အလှပပစ္စည်းဝယ်သည် ရောင်စုံကော်ကလေးဖဲပြားကော်နဂတ်ပလဲဖန်ပတိလက်ကောက်ရှင်တို့မျက်နှာလိမ့်ပေါင်နာကိုလိမ့်ပေါင်နာမိတ်ကန့်နှုတ်ခမ်းနီပါနီဓာတင်ပဲကမလဲပတ်စံအိပေါက်စကလေးတွေလက်ကင်ဘွားကလေးတွေအားလုံးကိုအဝိတ္တတာထဲမှာတော့ခတ်တင်ထားရသည်ခင်လေးမှုသည်ပွင့်အပ်တယ်လို့ဝယ်နိုင်ရှမ်းနိုင်တာကိုနည်းနည်းမှမရှိစေ သို့တော့ပွဲလန်းကလေးများထောက်ခွင့်ရပြီဆိုလျင်ပွင့်စီမှာငားရမ်းပါပြီ။ပြန်မရမှာဆိုသောကြောင့်ပွင့်မျက်ချေမပြတ်စောင့်ကြည့်ပြီးတောင်းရန်ရ၏။အဖွားကလည်းထိုများအလှပမှန်မောလျင်ပျက်စီးမည်ဟုကြောင်းသွားလျင်တဏ္ဍခါသာလိန်ချေစေသည်။ထို့ကြောင့်ပွင့်ကကလေးကလေးရင်တို့ကလေးတို့ဝှက်ယူလာခဲ့ပြီ။ဒေါ်မမြင့်ဆန်ရောက်မှတက်ဆင်နေကြ။သူစီအမဲဝင်နေကြမှုပွင့်ထံမုတ်ဖိုးငွေရောက်တိုင်းဒေါ်မမြင့်ခံမန်းနိုင်သည်။ ပွင့်ကိုဆိုအကျွေးလဲသေးသည်ယခုသူမခန္ဓာမန်းလိုက်တယ်လို့ပင် ပွင့်မှာစူဘူးဖောက်တုံးနေရသည့်အရှိနေပါစူဘူးဖောက်ရတာကိုပွင့်ဝမ်းမနေအမေစာမရေးတာကိုသာဝမ်းနေသည် အမေဒီနောက်အိမ်တော်ကြာသွားကြတဲ့ကပွင့်ကိုအဖွားစီပို့သည်မောင်နှမနှစ်ယောက်မွေးပြီးသည့်အထီတော်ပွင့်ထံစာမမှန်ရေးပေါ်ရသည်ပြီးခဲ့သည့်နှွေတုံးကပင်ပွင့်ကို အလဲပတ်ခေါ်သေးတာပဲ။အော်နောက်ဆုံးရသောစာမှာတမီးအတွက ညမလေးမွေးပေးတယ်ဆိုတာ ပါသည်ပဲတမီးစားရာသွားပြီမို့ပွင့်ကိုပို့လို့သာပြက်ပယ်ပြီပေါ့လေပွင့်လက်မောင်းကိုတစုံတစ်ယောက်ကဖန်ဆွဲသည်ပွင့်သည် ကလားမနာရခိုင်မဲကဆွဲလိုက်သောလက်ကို ပုတ်ထုတ်ပြီးဒေါသတကြီးလှဲ့ကြည့်သည် ချက်ချင်းပင်ဒေါသသည်ပြက်ပြယ်၏ဆ ्याम ကျောင်းဆိုင်ထမိန်နဲ့ဆ ्याम ဒေါ်အေးမေသည်ပွင့်ကို ရှစ်ခင်စွာပြုံးကြည့်နေ၏အခုမှ ပွင့်မျက်ရည်ရွယ်လာသည် ဘသူကမှမပြောတာမပြောကျင်ခဲ့ကျိမ့်မိတ်ခန်းစားနေခဲ့ရသည်မယအမေတငယ်ချင်းပွင့်ဤမနေ့ကသဒ္ဓတာတန်အတမ်းမိုက်ဆရာမထံဝမ်းနေပန်းနေဖွင့်ဟတိုင်တယ်မိလေသည် အမေကပွင့်စီစာမရေးဘူးဆရာမရဲ့ဒေါ်အေးမီကပွင့်ဤပခုံးကို အသာတိုင်းဖက်လိုက်သည်နေမကောင်းလို့လားမှမသိတာသမီးကစာရေးပြီးမေးကြည့်ပါလားပွင့်ရေးတာ9000ရှိနေပြီဒေါ်အေးမီကမြို့တည်မူလာတန်းเจ้าမှာအလုပ်လုပ်သည် တုံငယ်တန်းကလေးကပွင့်ဤမိခင်ဒေါခင်ဝေနှင့်ကြောင်းနေပတ်များဖြစ်ကြ၏မခင်ဝေသည် ခွန်းတန်းနှစ်ခါကြကြံရက်ခါလင်းနောက်ကိုလိုက်ပြေးသည်ပွင့်ဤဖခင်မဟုတ်သည်ထိုပရမအိမ်တော်သည်ယောက်ျားလေးဘက်မှဇုတ်ခွဲပြတ်သည်ဖြင့်ပြက်စီးခဲ့သည်ပွင့်ဤဖခင်ကိုတင်မောင်နှင့်လိုက်ပြေးပြန်တော့လေကိုတင်မောင်ဖခင်က ခွဲပြစ်ဖို့ကြိုးစားသေးသည်ကိုတင်မောင်ကလည်းမပြတ်သူမိခင်ပွင့်ဤအဖွာဒေါသနှစ်ကလည်း ခလေးရနေမှ ရှိစေတော်ဟုလက်လျှော့ခိုင်းတော်ကြောင့်ပွင့်ခလေးဘဝအစာကောင်းခဲ့သည်ကိုတင်မောင်ဆုံးပါသွားတာတော့မှ ပွင့်ကံသည် လိမ့်လိမ့်လူလူမစိုးဝါခဲ့ မခင်ဝေနောက်အိမ်တော်ပြုလိုက်သောအခါဒေါ်တန်းနစ်ကပွင့်ကိုခေါ်ထားခဲ့သည်မအေးမေကသူမကိုသူမအမွှန်းတင်တာမဟုတ်သို့တော်လည်းပွင့်ကလေးကိုခေါ်ထားဖို့လေသာကျောင်းဆရာတော်ကဒေါ်တန်းနစ်ကိုဖြောင်းပြတရားချပေးပါရန်ပန်ကြားလျှောက်ထားပြခဲ့ ဒေါ်တန်းနဲ့လက်ခံတော့အခါမအေးမီကိုယ်တိုင်မရောက်စဘူးစွန့်စွန့်စားစားမခင်ဝေတို့ဒေတာတို့တွားရောက်ပြီပွင့်ကလေးကိုခေါ်ခဲ့နိုင်တာတွေဟာပွင့်ကလေးရဲ့ဘဝလုံးကျုံရေးအတွက်မအေးမီရဲ့လှုပ်ရှားဆောင်ရွက်ချက်တွေပါပွင့်ကလည်းအပြိုပေါ်မှမဝင်သေးခင် အရွယ်မှမပြောင်းသေးခင်အင်မတန်ဆက်ကော့လက်ကော့နိုင်သည်ဒါကြောင့်လဲစည်းကမ်းကြည့်တော့ဖွားဧတန်အရောက်ခေါ်လာတာကပုံမှန်လေးဥမအေးမီယူဆ၏မခင်ဝေနောက်တစ်ယောက်ရပြန်ပြီဆို ွင့်ကလေးတွဲတွဲကောင်းခြင်း၏ဆရာမသည်ပွင့်ကိုပညာကြိုးစားရန် အနေထိုင်ပြပြတဲ့ဝဲရန်ဆိုဆုံးမနေပြန်၏ပွင့်စိတ်ညစ်လာသည်ရှေလန်းကျိုးတို့အမြန်ရောက်ခြင်းစိတ်တွေစောနေတော့သည်ထိုလန်းကျိုးတို့ရောက်လျင်ဆရာမသည်သူတို့မူလာတန်းကျောင်းသို့ရှိုးကွေ့သွားရတော့မည်ဒါမှပဲပွင့်နာညီတတ်တာရတော့မှာပဲစိတ်ညစ်တော်လဲပွင့်သည် မျက်ရည်ခန်းကနှုတ်ခမ်းမှာအပြုံးဆန်းထားလေပြီ။ လေးနေဆိုသောအချိန်ဒီကုံမန်းမသိကုံဆုံးလွယ်လာသည်တိန်အုပ်ဒီစနေနေ့နနက်မှာတာယာကုန်းပြန်ကတနင်္ခွေနေ့ညနေမှာမြို့သိပြန်ရောက်လည်းရဲ့ကြောင်းပိတ်ရက်ရှိလျင်တော့ရွာပြန်နေနိုင်သည့်ဘဝမှာနေသားတကြဖြစ်နေသည်ဆရာဦးကောင်းလိုက်ပြောသလိုပင်ဖုန်ကြီးကျောင်းသားတွေသည်ကျောင်းရောက်လာလိုက်ပြန်သွားလိုက်နှင့်အစဉ်သဖြင့်လူပြောင်းနေသည်အချင်းကြကြဆွဲမြဲနေသူသည်တိန်အုပ်တယောက်သာဖြစ်တော်၏တိန်အုပ်တို့အစိုးရကြောင့်က နေ့လယ်၁၂နာရီခွဲမှထမင်းစားဆင်ရသည်တိုင်းအုပ်အတွက်ထမင်းချန်ထားဖို့ចောင်းသားနှစ်ယောက်အားမှာကြားထားခဲ့ရ၏တခါတရံចောင်းသားမေးလျော့သွားကြလျင်တိန်အုပ်ဆိုင်မှာဝယ်စားရသည်ပတ်စံမရှိသောအခါမှာတော့တိန်အုပ်ထညာခဲတို့ပဲကြီးတော်တို့ဝယ်စားပြီးဘိုင်းမောက်နေရလေရှိသည်ကြောင်းစင်းတန်ကြောင်ခောက်တာနဲ့တပြိုင်နက်တိန်အုပ်သည်ပြန်မှုအစဉ်သင်းဖြစ်နေပေပြီဆီယာမထွက်မလာသေးသောကြောင့်သာ ရေးလက်စမှတ်စုစာအုပ်နှင့်ဘော့ပင်ကိုမသိမ်းဆက်ရသေးခြင်းပင်ဖြစ်သည်1300ပြည့်အရေးတော်ဘုံလိုပဲမင်းမီမြန်မာနိုင်ငံတွင်1930မှ1940အတွင်အကြီးမားသောလှုပ်ရှားခဲ့သော လူမှုတော်လှန်ရေးဖြစ်ရပယ်လို့မင်းမီဒါပဲဖြစ်ရမယ်သဘောပေါက်ပြီနော်ပေါက်ပါပြီဆရာမဘာမေးတယ်လဲတိဖို့အရေးကြီးတယ်မေးခွန်းနားမလဲရင်ဘယ်လိုလုပ်ဖြေးမလဲဘာမေးရင်ဘာဖြေးရမလဲဆိုတာတေချာလေ့လာပါမှတ်ထားပါ ဆရာမအတန်းထဲမှထွက်တွင် အားလုံးမတက်ရက်ခါမင်္ဂလာပါဆရာမယူလဲယူကိုထိုင်ကုန်နေရာမှလည်းအလို့ရဲ့ထွက်ကြသည်ဆရာမ၏ရှေ့သို့ကြော်မသွားမိအောင်အထူးတတိပြုနေကြရ၏တိန်အုပ်သည်သူ့စာအုပ်နှင့်ဘောပင်ကိုတိန်ကလွယ်အိတ်လွယ်ပြီးဘေးပေါက်မှ အခန်းပြင်သို့ထွက်သည် အမှတ်မထင်မပွင့်ဝေတရားထန်ရမထအိမ်တွင်မပြတ်ကြံ့ရင့်ကြောင်းလှမ်းမြင်လိုက်ရသည် အခါတိုင်းဆိုသူမသည်လည်းအများနည်းတူကတော့ကမျော နေကင်းအိမ်ပြန်နေကြပါတခါတည်းမိန်းကလေးတို့မှရုတ်တရက်မထနိုင်တော့အကြောင်းရများရှိသည်ကိုတော့လူပြိုပေါက်တိန်အုပ်နားလေတက်နေပြီတခုရှိတာကဘာညာဖုံးကွယ်ရမည့်ကိစ္စများမှာမိန်းကလေးအဖော်တော့စောင့်ရစ်တတ်သည်ယခုမူပွင့်တက်ရောက်တယ်တိန်အုပ်သည်ကြောင်းသားအများစုနဲ့ရောနှောပြီးထွက်လာခဲ့သည်နေကားတက်မြောက်ကိုနှစ်ထည်သုံးထည်ကျော်လွှားပြီးဆင်းသည် ကျောင်းဝင်းတကားနာရောက်လို့နီးမှာတော့အထမတန်းခါမှာအတန်းမှန်ဆရာမက သူ၏ပထဝီဝင်မဆုကို နေခင်ခဏလာဖို့ပါဟုမှားထားကြောင်းတတိယလာသည်ခမင်းစာလျာကပင်မလွှဲသာမချောင်းသာတဝက်ပြန်လှည့်လာရသည်ထိုပထဝီဝင်မဆုစာအုပ်ကို သူ စာရေးစပွဲအံဖုံးထဲမှာမိထားခဲ့လေသည် သူသည်ငကိုကလည်းရှေးတာဖောက်ဖွားနင်းလေရှိသူဖြစ်သည်လှေကားမှတက်လာပြီးလှေကားတိတ်ညာဘက်မှာကလေးရရှိသောသူတို့အခန်းဘက်သို့ရှောက်ခဲ့သည် ်ပွင့်သည်ရှေးဆုံးမှတတိယတန်းတွင်ပြတင်းပေါင်းနှင့်ကက်လျက်နေရာမှာထိုင်နေစေဖြစ်သည်ဒီနေ့အတွင်းမှာပွင့်သည်နတ်ရည်ကန်းနှင့်ပြစ်ချလိုက်သည်နှင့်တိတိတတဖွင့်ထွားလာပြီးဆူဆူပြေပြေလှာသွေးကြွယ်လာခဲ့သည်တေတေကွေကွေလက်တောင်လောက်ကလေးကလေးကအင်မတန်လှကျင်သော ပွင့်သည်ယခုတော့လေသူ့အရွယ်သူ့အစင်းနဲ့အလာကြီးလှကမောမန့်ပြင်ဆင်နေရပါမှမလို့တော့ပဲပွင့်တယ်ငငယ်ကလို့ဆက်ကော့လက်ကော့မလုံးမနေတော့ပဲ အိမ်တွေရလာတာကိုသဘောကျလောက်သည်ခတ်တာတခုက ပွင့်သည်ပေးသည်များကိုမငင်းမဆန်လက်တင်ခံသည်ဟုနာမည်ဆိုရလာပြန်ခြင်းဖြစ်သည်ယခုလည်းနေခင်မဟုတ်ပြမစားเจ้ามาတယောက်တည်းကြံရင့်နေပြီးစာရွက်တရွက်ကိုမှမိတ်မတုံထိုင်ဖက်နေလေ၏သူအတန်းထဲသို့ခြေဆုံးတကားပေါက်မှဝင်ခဲ့သည် သူရောက်လာကြောင်းသိသည်နှင့်ပွင့်သည် အာအာသင့်မျက်လုံးဝိုင်းသွားကစာရွက်ကိုစာရေးခုံနောက်သို့ကွယ်ဝှက်လိုက်သည် တိန်အုပ်ဒီပွင့်အားမလို့တမမျက်လုံးဆွေကြည့်ကခြေတံပြင်းပြင်းနေပြီးသူ့စာရေးကုန်စီလျှောက်သွားသည်ပွင့်သည်စောစောကစာကိုဖတ်ရင်မျက်နှာမတမယာညှို့နှွမ်းနေခဲ့ပေသည်ယခုတိန်အုပ်ဤအောက်တိုးတိုးပုံမှန်သက်သန်ကိုမြင်ကားမှမျက်လုံးကလေးတွေချွန်ပြက်ပြက်ပြောင်ချော်ချော်ဖြစ်လာ၏ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာမကြီးမြန်အောင်ညိုရေးတာတော့ရင်ခွင်ဥဒ်ပြန်ခဲ့သည်လို့အမိရတဲ့ဝတ္ထုကို အပိုင်းနှစ်အနေနဲ့စီစဉ်တဆက်ချင်းကိုဒီမာတင်ခတာခဏရနာထားခွင့်ပြုပါခင်ဗျာအရှင်ဘေဘေဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြသူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ